ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ကုကြည် Channel ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာကျွန်တော်ရင်း Channel လေးကနေတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူရေဝင်ထွန်းရေးသားထားတဲ့စာနီတော်မောင်မတ်နေ့နောက်ဆုံးပြဿနာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစေ။တင်ဆက်မှုလေးကိုမစားခင်မှာပရိသတ်တီဟာကျွန်တော်ရင်း Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဘေးနားကနိုတီပင်လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ။ ဒီဇာနာလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစားလိုက်ကြရအောင်ဗျာ။ကျွန်တော်ယခုရှိနေတဲ့နေရာကတော့စိနေသာရွာတကြီးရဲ့ခြံဝိုင်းထဲမှာဖြစ်ပါတယ်။ကြွေးမောင်တော့ဘိုးခွားနဲ့ရှာမကအမှတ်တရလျက်ရှိတယ်။ဘကြီးဒီလူတွေကိုဘယ်လိုလုပ်ကြအောင်လဲ။စွေးဝင်းနေရာလူအုပ်ကြီးကရွာသားတစ်ယောက်ကမေးလာခြင်းဖြစ်ပါတယ်။ စိန်နသာရွာသားတွေကတော့ဆရာကြီးဆွေသူနေအပေါင်းပါ၃ယောက်ကိုဝိုင်းပြီးတော့လဲကြက်နေကြတယ်။ဒီကောင်လေးကိုမျိုးဝထောင်ကိုပဲပို့ကြတာပေါ့။တခြားလူဆရာမရှိတော့။တုတ်ကတော့တက်ပါတက်ချင်နေတာဗျာ။သူ့ကြောင့်တလတခါတုတ်တို့နွားတွေကိုတမင်တက်နေရတာ။စိန်လိုက်မှန်ပါရေမလုံဆန်းပါနဲ့ကွာ။ဒီကောင်ကိုမျိုးထောင်ကိုပို့ပြီးတော့သူ့အပြစ်တွေသူပြန်ပေးဆက်ပါစေ။ဒါနဲ့တကြီး မြို့ဘိုးခင်ကျုပ်ဒီလူကိုတခုမေးချင်သေးတယ်။တကြီးနေရွာသားစကားပြောနေရမှာတော့ကျုပ်ကဝင်ပြောလိုက်တယ်။မုတ်ဆိုးလေးကြီးပဲရပါရဲ့မေးစနာမေးပါ။ရိုက်ချင်ရိုက်လို့ရတယ်။တခြားရမို့ပါဘူး။တရောတန်ကြားနဲ့ဘာလို့ရွာရင်းရသူတွေနေမကောင်းဖြစ်ရလဲဆိုတော့သိချင်တာ။ကျုပ်ပြောလိုက်တော့တကြီးနဲ့တူရွာသားတွေကခေါင်းကြီးချောက်ခံကြတယ်။ငါတို့ပြောမှဒီကိစ္စကိုတတိရတော့တယ်။ဟဲ့လေ မင်းတို့တင်ရောင်းတဲ့ကြာရင်ဒီမကောင်းဖြစ်အောင်ဘယ်လိုလုပ်ကြလဲ။တကြီးကတနက်ကြီးကိုကောက်ကန်ပြီးဟိုလူလေးယောက်ထံကိုသွားရင်မေးတယ်ဗျာ။ဆရာကြီးနဲ့ပေါင်းပါးရီကတော့တိုးတုတ်ထားတော့လှုပ်တောင်ရတာမဟုတ်ဘူး။မင်းတို့ကမေးနေရလေ။ကောင်းကောင်းမဖြစ်ရင်တော့ပေါင်ကိုကြည်တောင်းဝင်သွားမယ်မဲ့။တကြီးချောင်းလိုက်တော့ဟိုလူတွေကမျက်နှာငယ်လေးတွေနေဗျာ။အဲ့ဒီကိစ္စနောက်ွယ်မှာတသက်လူတယောက်ရှိပါရဲ့။သူကလူတွေကိုနေမကောင်းအောင်တိခါလှုပ်တာပါ။ ဒါဆိုလဲပြောစမ်းမအောင်နောက်ွယ်ရသူကဘာသူလဲသူသူဟာအာဘာဖြစ်တာလဲရန်သူရှိတယ်အားလုံးစုမနေကြနဲ့တကြီးကပေါင်းပါတယောက်ကိုစင်မေးချိန်မှာမြားလက်စင်းကအရိသူရဲ့ရှင်ဝါကိုစိုက်ဝင်သွားရင်းရွာသားတွေကလည်းစုပြုံနေရမှာပုံကွယ်ဖို့နေရာသီးသီးကိုပေးကြပါရင်းနောက်ထပ်မြားသုံးစင်းကလည်းတချောင်းစီထပ်မံဝင်ရောက်လာပြီးကျိုးတုံပြီးလှုံမရတဲ့ကြံပေါင်းပါနှုတ်နဲ့ဆရာကြီးကိုစိုက်ဝင်သွားပြန်နေဟိုမောင်ကပြေးပြီး မြားကိုင်းကိုကိုင်းမြားကြီးတောင်လွှဲထားတဲ့သူဟာအပေါင်းပါ၃ယောက်နဲ့ဆရာကြီးဆိုသူကိုတက်ပြီးတော့မင်းပေါ်ပြန်တက်ပြီးထွက်သွားပါလေ။အားလုံးမဲကိုင်းကိုပြန်ကြ။ညနေရောက်ရင်တရင်တယောက်ယောက်ျားသားတွေငိုင်းကိုလာခဲ့။တတိလုံးတွေကပြောပြီးတော့အကုန်ပြန်လွတ်တာပဲ။ရွာသားတွေရာလေရုတ်တရက်ခက်မြန်မြန်ဖြစ်သွားတဲ့အခြေအနေကိုအဟောထိတ်လန့်နေပေါ်ရတယ်။ကားတို့ဦးလေးမင်းတို့ပြောစရာရှိတယ်။ ရွာသားတွေအကုန်ပြန်တော့မှတကြီးကတုံးနဲ့ယာမကိုပြောစရာရှိကြောင်းပြောလာပါတယ်။ဦးလေးကျုပ်တို့ကိုပြောစရာရှိတယ်ဆိုတော့ဘာပြောမှလဲဗျာ။ကြုံမေးလိုက်တော့တကြီးဖြစ်သူကတွေ့ဝီနီယာကတတိဝင်လာတယ်။အခုလေးနေဟိုလေးရောက်အသက်ခံလိုက်ရတာငါတူအမြင်ပဲ။ဒီတော့တက်တီတွေကိုဘယ်ရရှာမလဲဦးလေးမသိတော့လို့တိုင်ပေးချင်လို့ပါ။ငါတူတို့ကဒီကိစ္စကြီးတစ်ခုလုံးကိုတောင်သိခဲ့တာဆိုတော့အခုပြဿနာကိုလည်းဖြေရှင်းပေးနိုင်မယ်ထင်လို့ပါ။ ဓာတော်တိကျပြောဖို့ခက်ခဲတယ်ဦးလေးဟာဓာနဲ့ဒီရွာနီးမှာမြင်းမွေးတဲ့သူရှိလားစောနာကမြင်းကိုတတိအရင်ကမြင်ဘူးလားမရှိဘူးငါတူဒီနီးနားမှာမြင်းမွေးတဲ့သူ မရှိသလိုဦးလေးတို့ရွာမှာလည်းမရှိဘူးအတုတ်ထင် ပြောရရင် လာတက်သွားတဲ့သူဟာတည်သွားတဲ့ဘွေရဲ့နောက်ွယ်ရသူချင်းနေอืมဦးလေးလည်းမစင်းစားတတ်တော့ပါဘူးကွယ်ဓာနဲ့ငါတူတို့ဒီကိစ္စကိုကုညီမယ်မလား ဟုတ်ကဲ့ဦးလေးကျုပ်တို့ကူညီပါမယ်။ရွာရဲကယုံကြည်ရပြီးလက်မြင်နဲ့ရွာသားလေးရလာလို့ကျင်ပါရယ်။ဒီကိစ္စကအင်အားနဲ့ဖြေရှင်းရမှာတက် အကွက်ချပြီးဖြေရှင်းရမှာပါ။ရစီရမင်္ဂလာတူ။ညနေကြာဦးလေးယောက်ျားသားတွေခေါ်ထားတယ်။အဲထဲရလေးရောက်ရှိပြီးပါမယ်။ကောင်းပါပြီဦးလေးကျုပ်တို့ပြန်ဝင်ပြပါအောင်။ကျုံနဲ့ရွာကတကြီးဖြစ်သူကိုနှုတ်ဆက်ပြီးဦးလေးဆုံးလာတော့အိမ်ကိုပြန်ခဲ့ပါရယ်။မတူတို့တကြီးကဘာပြောလိုက်လဲ။ ခုနကဖြစ်သွားတဲ့မြင်းတဲ့လူကိစ္စကိုပြောတာဦးလေးဆောင်မူရဲ့အရင်ပြဿနာကိုဖြေရှင်းနိုင်တာမို့အခုကိစ္စကိုလည်းဖြေရှင်းပေးဖို့ကုညီတောင်းတာပါရေကွယ်ဦးလေးလည်းအာနာနာနဲ့ဒီကိစ္စကိုဖြေရှင်းပေးဖို့ထပ်တောင်းဆိုပါရရပါရဗျာကျုပ်ဒီရွာအချိန်ဒီကောင်းတော့မပြန်ပါပါဦးလေးတို့ကျုပ်အတွက်သမင်းပူချဲရတာနှခုတက်ဆန်တော်တော်ပို့ကိုမှာပဲဗျာပို့ပါဦးကွာဦးလေးရလဲလဲလို့တဲ့ဆန်ကုံမှာတော့မပူနဲ့ငါတို့စိတ်ကြိုက်နေလို့ရတယ် ဒီကိစ္စပြီးသွားလို့နေခြင်းနဲ့ဆိုရင်တော့နေလို့ရတယ်။ဟုတ်ပြီဦးလေးရောတုံလေခဏလောက်နားလိုက်အောင်မေ။တုံနဲ့ယောင်မကတန်လျားပေါ်လှင်းနေမတိမချမရရကိစ္စကိုတွေးနေမိပါရဲ့။ဒေတော်ရင်နဲ့အိပ်ပြော်သွားကညနေကိုယောင်မပြန်တို့လာခဲ့တယ်။စိတ်နေသာရွာသားတွေကတော့တကြီးဖြစ်သူခေါ်ထားခြင်းကြောင့်တဦးပြီးတဦးတကြီးအိမ်ကိုသွားနေကြတယ်။ကျုံကအိန္ဒိယကထအချိန်မှုတို့ဖြစ်နေခြင်းကြောင့်မျက်နှာတင်လိုက်ပါရဲ့။ရမရမ ကောမဘာဖြစ်လို့လဲထတော်လီကွာတကြီးခေါ်တာတော့ရအောင်ပဲအော်ဟုတ်သားပဲကျုံလည်းအိပ်ပျော်နေတော့အခုမှပဲနိုးတော့တယ်ကျုံတို့တော့မှယာမကနိုးလာတယ်ယာမကမျက်နှာသစ်စေပြီးရနဲ့တကြီးကိုသွားကြတယ်ရွာရင်းကယောက်ျားသားတွေစုံပြီးထင်ပါတယ်ကျုပ်ခုထင်ပြန်ခေါ်ထားတာကတည်သွားတဲ့လူလေးယောက်ကိုမြေချဖို့နဲ့ကိုယ်ရင်တီးတီးမှမြားတူးလေးစရီကိုစောင့်ထားဖို့ပါ အခုနောက်တဲ့အစီအစဉ်တစ်ခုထူလာပါပြီအဲ့တော့ကတော့ဒီကမုတ်ဆိုးနှုတ်ကဖြစ်သွားတဲ့ကိစ္စတွေကိုစုံစမ်းခြင်းလို့ဘသူလိုက်ပါခြင်းလဲဆိုတော့ပါတတိယပြောလို့တော်ရီပြောပြီးတော့ပြန်ထိုင်နေတယ်ရွာသားတွေကတော့ကျုပ်တို့နှုတ်နေလိုက်ပါရမိကိုမလိုလောက်ရည်လားမသိတယောက်နဲ့တယောက်သာကြည့်နေကြတယ်သူတို့မျက်စိရှိမှတွေတည်သွားတဲ့သူတွေကိုမြင်ထားပြီလားတော့မစုံနိုင်ဘူးတုတ်လိုက်မယ်တိတ်ဆိတ်နေတဲ့စီဝေးပွဲမှာလူတယောက်တန်ထွက်ပေါ်လို့လာရင်ကျုပ်ကရီးသူကိုကြည့်လိုက်တော့ဖိုးခွားဖြစ်နေတယ် ဖုကမင်းသားကငယ်လေးရှိသေးတာလိုက်လို့မတင်တော်ပါဘူးရပါတယ်တကြီးရဲ့တုတ်ကအသက်တာငယ်တာပါတုတ်ကိုကြုတ်တော့ကာဝင်နိုင်ပါတယ်မဖြစ်ပါဘူးကွာမင်းဖေရောတီးကိုမလာဘူးလားအဖေတို့ဟာတခြားရွာရောက်နေရလေတကြီးရဲ့အဖေရွာမှာရှိလေတုတ်ကိုလိုက်ဖို့ခွင့်ပြုမှာပဲသူကတော့ဒီရမုတ်ဆိုးကိုနေအောင်လိုက်သွားခြင်းနေဖိုးကောင်ကတုတ်တုတ်နဲ့လိုက်ချင်းကြောင်းအတင်းပြောလာတော့ တကြီးကလည်းလိုက်ဖို့ခွင့်ပြုလိုက်တယ်။မင်းလိုက်မယ်ဆိုလေစစရာခရီးဆိုင်ကဲကဲကဲနောက်ထပ်ပသူတွေလိုက်ချင်သေးလေ။တကြီးကနောက်ထပ်လူတွေကိုဆက်လက်မေးမြန်းခေါ်ယူနေပါရဲ့။တချို့ကတော့ရွေးပေမဲ့အရိသူတွေကလည်းမသေးကြတဲ့လုပ်ငန်းဖြစ်တာကြောင့်မလိုက်ကြဘူးလေ။ဘုကမင်းကဘာလို့ငါတို့နဲ့လိုက်ချင်ရလဲ။ဟိုနေ့ညကလေးဟာကိုမန်းနဲ့ကိုရမရဲ့တနက်ဖြစ်ချက်တွေကိုကြိုက်သွားတာဗျာ နော်ဗီမုတ်ဆိုးဆိုတော့ပညာသင်ယူကျင်တာလဲပါတာပေါ့နေပါဦးကွာမင်းကမုတ်ဆိုးပညာသင်ယူကျင်တာဆိုတော့အမဲလိုက်ဝါသနာပါလားပါတာပေါ့ကွမဲရာကျုပ်ကမုတ်ဆိုးသိပ်ဖြစ်ချင်တာငါတော့မင်းကိုအခုလုံးမဲ့လှုပ်တယ်မှာပါစေချင်ဘူးဘာဖြစ်လို့လဲကွမဲရဲ့ကျုပ်ကငယ်သေးလို့လားအေးငယ်တာလဲငယ်တယ်ပြီးပဝင်းကျင်ချင်းတွေကိုလည်းအကဲဖြတ်တတ်အောင်မဟုတ်ဘူးမတုတ်တဲ့စိတ်ချပါကျုပ်အန်တရေကိုကောက်ဝဲတက်ပါရင် ကျုံနဲ့ကိုပိုးကစကားပြောနေကြရာခဏကြာမှတော့ကျုပ်တို့အဖွဲ့ကိုလူနည်းရောက်ထက်မှရောက်လာတယ်။ကိုသားကောင်းနဲ့ကိုပေးပါလား။အကိုတို့ပါလိုက်ကြမလို့လား။အေးလိုက်ပါ။အထီးကမင်းကိုစိတ်မချလို့။အကိုမနဲ့ကိုရမသူတို့နှစ်ယောက်ကကျုပ်အကိုလေ။အော်တွေ့ရတာဝမ်းသာပါတယ်။ဖိုးကောင်းကိုကျုပ်တို့လည်းမခေါ်ချင်ပါဘူးခမရ။ခမရတို့ရောလိုက်ဖို့အဆင်ပြေရင်လား။ကျုပ်တို့အဆင်ပြေပါရင်ဒီကောင်ဖိုးကောင်ကလိုက်ချင်ပြီဆိုတားမရစီးမရတော့။ ဖိုးကွားလိုက်တဲ့လူတို့ကျုပ်တို့လည်းလိုက်ပါခင်မင်းဖိုးကွားကိုစိတ်ပူစရာမလိုတော့သလိုရွာအတွက်စွန်စားလေကြတာပေါ့အစင်ပြေကြတယ်ဆိုရင်တော့လိုက်ခဲကြပါသဘောဆန္ဒပါပဲနဲ့လိုက်မှဆိုလို့ပါညပါတယ်ဗျာဒါနဲ့လူကဘယ်နှယောက်ထိခေါ်มาလဲခမရတို့ညီကို၃ယောက်နဲ့ကျုပ်တို့၂ယောက်နဲ့ဆိုရင်တော့လုံးလုံးပါပြီတကြီးလူခေါ်ရရပြီနော်ဆက်မခေါ်တော့ဘူးအော်အေးအေးဒါဆိုမနက်ကအလောင်းတွေကိုရွာမြေတက်မြုပ်ကြတာပေါ့ တတိပောင်ဝင်ရွာသားတွေကရွာပင်ကိုထွက်လာခဲ့ကြပါရင်တင်းချိုင်းကိုရောက်တော့မြေချင်းတူပြီးမြုပ်ပေးလိုက်တယ်။ဘာလိုလိုနဲ့ညောင်းကိုလည်းရောက်လာခဲ့ပြီဗျာ။တုတ်ရားမနဲ့ဦးလေးစောလောင်တို့ကလည်းစကားလေးပြောလိုက်ရေနွေးလေးတောင်းလိုက်နေပေါ့။ဦးလေးစောလောင်မင်းကလည်းကြားဟလား။မကြားမိပါဘူးငါတို့ရဲ့ဘာဖြစ်လို့လဲ။ဟောကျုံနာရဲမင်းကလည်းကြားလိုက်သလားလို့။ကိုမက်ရဲ့တကယ်ဆိုကျုပ်တို့လည်းကြားမှာပေါ့ဗျာ။ကိုမက်နားကြားမှာဖြစ်မှာပါ။ သူကစကားပြောနေစဉ်မင်းခွတဲ့ကြားအချင်းကြောင့်ဦးလေးဆောင်းလောင်တော့ကိုမေးကြည့်ရမှာတော့မကြားမိကြောင်းသာပြန်ဖြေသူကလည်းနားကြောင်းမှားခြင်းသာဖြစ်မယ်လို့တွေးပြီးစကားဆက်လက်ပြောနေပါတယ်စကားပြောနေရင်အချင်းလာတာကြောင့်ဘေးကိုလှဲလိုက်စဉ်ကျုပ်ဘေးကလေကိုခွင်းလာတဲ့တန်းနဲ့တူမြားတဆင်းကလည်းအိမ်တိုင်းကိုသွားမှန်ပါတယ်ကမဘေးကိုထိသွားလဲရရလားကမရှာမကတိုင်းဒီယာကကျုပ်ကိုမြားမရေလဲကျသွားခြင်းလို့ထင်ကောင်းအမောတကောမေးလာတယ် ။ဦးလေးစောင်းလောင်တို့ကတော့ပတင်းပေါက်တွေကိုအမြန်တော့ပိတ်လိုက်ကြတယ်။တော့မထီဝီရမ။မြားတောင်တွားယူခဲ့လိုက်ကွာ။ရမကလေတိုင်မာစနေရဲ့မြားတန်းကိုဆွဲနှုတ်လာပြီးကျုပ်ကိုကမ်းပေးပါရီ။ကျုပ်ကမြားတန်းကိုတေးချာကြည့်ပြီးတခုခုကိုသိလိုက်တယ်။ရမဒီမြားကိုတေးချာကြည့်စမ်းကွာ။ပုံမှန်မြားနဲ့မတူတာပါရှိလေ။ကျုပ်ကမြားတန်ကိုယာမတန်ပြန်ပေးရမောင်ယာမကတေချာကြည့်တယ်။ဦးလေးစောင်းလောင်တို့တဝန်းကလည်းမြားတန်ကိုတေချာကြည့်နေကြပါရဲ့။ကမက တန်းတဲ့ပိုင်းနေရာပုံမှန်များနဲ့အကုန်တူတယ်ဗျာ။မြားထိတ်မှာအစိမ်းရောင်ရည်ပြီးတော့တုတ်ထားတယ်။အေးအဲ့ဒါအစိမ်းများပဲ။ဒီမြားမှန်လို့တခါတည်းသိရင်သိမသိရင်စိတ်ကိုခံစားရမှာပဲ။မြားလက်ကိုမှန်ရင်လက်ဖြတ်ရတယ်။ကိုလုံးကိုမှန်ရင်တော့အစိမ်းတန်နဲ့တဖြည်းဖြည်းတင်ရတယ်။ဗျာဒီလိုလက်နှမျိုးနဲ့ကိုမက်ကိုဘသူကပြစ်တာလဲ။ကျုပ်တည်ရင်တော့အဲ့ကောင်ကိုအသေးသတ်မှာ။ငါတို့တို့ ဦးလေးတို့ရွာမှာအစိတ်လှုပ်တက်တဲ့သူမရှိဘူးဒါတခြားရွာပဲဖြစ်ရမယ်ဒီเจ้าကိုမနေ့ဖြန်တူကရိုင်းဖြေရှာမယ်တန်းနေဦးလေးမြားပြည့်ကျွမ်းတဲ့သူဒီရွာမှာရှိဘူးလားတယောက်တော့ရှိတယ်ငါတို့ရဲ့အခုတော့ဒေသွားတာတနည်းလောက်ကြာပြီဦးလေးမနေ့ဖြန်တူတို့နေရောက်ခုနှစ်နာရီလောက်ခီးထက်စားရှိလို့ဖိုးကောင်းတဲ့သူကိုရေကိုစွေးစရာကိစ္စတွေရှိလို့မခေါ်တော့ဘူးငါတို့တို့နေရောက်တယ်ဖြစ်ပါမလား ဖိုးခွားကိုမခေါ်ရင်တော့သူ့ကိုယ်ကြီးခေါ်သွားပါအောင်လားမခေါ်တော့ဘူးလေအခုသွားမှာကကျုပ်တို့ကိုကျုပ်တို့တော်မနေကာခွင့်ရမှာတခြားသူရဲ့အသက်တော့အာမမခံရဘူးအေးပါဦးလီယာဆွေးလို့ပြောတာပါဒါနဲ့ဦးလီတို့မနေ့တော့ဘာပြင်ဆင်ပေးရမလဲရပါလေဦးလီကျုပ်တို့အချိန်ဘလောက်ကြာမှလဲမသိနိုင်တာမို့ရွာမှာတတိဝရိယနဲ့နေခဲ့ကြပါဦးလီရောတော်တော်စိတ်ချပါငါတို့တို့ပဲလမ်းခီးမှာခေးဆိုင် ဦးလီမင်းတို့မျောနေမယ်ကျုပ်တို့ဆက်ဆက်ပြန်လာပါပါမနေ့ပြန်ခီးထွက်စရာရှိသေးတာမလို့ကျုပ်အိမ်ရောက်ဝင်လိုက်အောင်မယ်ကောင်းပါပြီကွယ်ဦးလီတို့လည်းအိတ်တော်မယ်ကျုပ်ကမနေ့သွားစရာရှိတာမို့အိမ်ရဆက်စော်ဝင်လိုက်ပါတယ်ကျုပ်ဒီရောက်ကိုလာခဲ့တီကမှားများမှားတာလားဒီရောက်ရဲ့ပြဿနာကိုဖြေရှင်းနိုင်မလားအတွေးမျိုးမျိုးနဲ့ရှိနေပါတယ်မနေ့ကလည်းရောက်လာခဲ့ပါပြီအခုနေ့မှမိုးနှင်းဖွဲ့တွေကလည်းကြာနေတယ် ။အဲ့ရကနိုးလာတာဖြစ်တဲ့ကျုပ်ကရာမကိုနှိုးခီးထွက်ရင်အတွက်ပြင်ဆင်ရပြောလိုက်ပါရယ်။မနက်9:00နာရီခန့်မှာတော့ကျုပ်နဲ့ရာမကဦးလေးစောင်းလာတော့အင်ညာလေးစတင်ထွက်လာခဲ့တော့တယ်။ကိုမကျုပ်တို့ကအခုဘယ်လိုသွားနေကြလဲ။ကျုပ်ကလည်းလုံမဲ့အစီအစဉ်တွေဘာမှမပြောတော့ဘူးနော်။ညာငါ့ကိုဖြစ်တဲ့အများရဲ့အစိတ်ကရှားရီအနီးမှာမရနိုင်တဲ့အစိတ်ပဲ။တောင်းတဲ့နေရာမှာပောက်တဲ့အပင်တစ်မျိုးရဲ့အစီးနဲ့လွတ်ရတဲ့အစိမ်မျိုးပဲဒီတော့အဲ့ဒီကိုသွားမလို့ ဟမ်ဒါဆိုတောင်းတထဲမှာရောင်းဝါးနဲ့ရှာနေရပါလားမဟုတ်ဘူးယာမတတိယိမ်မှာတော့ငါအမြင်စီးပြီးလာဖြစ်သွားတဲ့သူပြန်သွားတော့မြင်းခွာရောင်းမြင်လိုက်ရတယ်အဲ့ဒီမြင်းခွာရောင်းတွေနောက်ကိုလိုက်ရမှာပဲအခုကမုံနေဘွဲကြာနေရောလမ်းပြောက်သွားမှလေးစိုးရတယ်တကယ်လို့ခွာရောင်းတွေပျောက်သွားရင်ဘယ်လိုလုပ်ကြမလဲကိုမတ်အဲ့ဒါကြောင့်မြင်းပြန်သွားတဲ့လမ်းကိုရောက်အောင်သွားရမယ်ရှိဆိုရင်တော့မြင်းရဲ့ခွာရောင်းတွေတွေ့တော့မှာပါဒါနဲ့ကိုမတ် ညာကိုမတ်ကိုလာပြဲတဲ့သူနဲ့တကြီးရင်ကိုဖြစ်တဲ့သူနဲ့ဟာဆက်နိုင်မှုရှိလောက်လားရှိရတဲ့ပေါ်တာပေါ့ဘာလို့ဆိုဖြစ်တဲ့သူဟာတယောက်တည်းလीပြားဟုတ်တယ်ရမမင်းတတိမထားမိလို့တာမသိတာတကြီးအိမ်မှာဖမ်းခံရတဲ့သူတွေကိုပြစ်တုံးကလည်းအစိတ်များနေပြီတခါလေးတည်သွားတာမို့မင်းတို့တတိမထားမိရကဲမင်းခွာရတွေတွေ့ပြီကျောင်းကယာမကိုရှင်းပြရင်းဆက်လာယာမတော့မင်းခွာရတွေကိုတွေ့ရတယ် ခွာရီကတော့ဂျွာရဲ့အရှိကိုညှို့ပြနေပါတယ်။ကျုံနဲ့ယောင်မကမင်းခွာရီတိုင်းလိုက်လာရှာမှာတော့မိုးဟာလေးတဖြည်းဖြည်းနဲ့ကြီးလာခဲ့တယ်။ကမမိုးဟာကြီးလာပြီဘယ်လိုလုပ်ကြမလဲ။တနတ်တေကိုအရင်ကယူဆိုင်မင်းခွာရီတော့မြင်နေရတော့မယ်။ကျုံကခါကဝေးကိုချုပ်ပြီးတော့တနတ်ကိုပတ်ထားလိုက်ပါတယ်။တနတ်ကြီးကရှောင်းလာပြီးတဲ့အထိမိုးကမတိတ်တဲ့ဖြင့်ခွာရီကလည်းတဖြည်းဖြည်းမိန်လာခဲ့တယ်။ယောင်မငါတို့ဒီတိုင်းဆက်သွားလုံးဖြစ်ဘူး။ တနေရာမှာအရင်မိုးခွရအောင်တုံလဲအဲ့ဒါပြောမလို့ကိုမရဲ့တကူလုံးလဲရွှဲနေပြီအေးပါခဏနာကြတာပေါ့မိုးစဲမှခေးဆက်ကြမယ်တုံတဲ့ရာမှာကညောင်မင်းကြီးတစ်ပိအောင်မိုးခွလိုက်ပါတယ်မော်ရီကတော့မစဲပဲဆက်ရွာနေအောင်မင်းခွာရာရီပြတ်သွားပြီကိုလည်းတွေးတော်ပြီးစိတ်ပူနေမိရဲ့မိုးကလည်းတနာရီနီးပါးခန့်ရွာပြီးမှဆဲသွားပါတယ်မိုးဆဲသွားခြင်းကြောင့်တုံတဲ့ရာမှာကသွားရမယ့်ခေးကိုဆက်လာခဲ့တယ်ကိုမတ် မြင်းခွာရတွေကတီတီပဲပေါ်ရတယ်နော်ရှေးဆက်ပြီးခွာရတွေမမြင်ရတော့ဘယ်လိုလုပ်ကြမလဲမင်းခွာရတွေကတော့မိုးရီနဲ့ပျောက်ကွယ်သွားတယ်လို့တောင်းတဲ့တနေရာမှာလည်းပျောက်ကွယ်သွားတယ်မင်းခွာရမရှိတော့ဘူးဆိုတော့နောက်ဆုံးတွေ့ရတဲ့ခြေဟာရဲ့အရှိကိုပဲရှောက်ကြတာပေါ့ကျောင်းနဲ့ယာမကဆက်လက်ထွက်လာခဲ့ရာဓာချေရာရီ ရှိနေတဲ့အပင်တပင်ရှိကိုရောက်လာပါရီတိပီယာမဒီမှာအစိတ်လုတဲ့နေရာမှာပါတဲ့အပင်ပဲ။ ကျုံကယာမကိုပြောပြလိုက်ရာယာမကအပင်ကိုသေချာကြည့်နေတယ်။ကမက်ဒါဆိုရင်ကျုပ်တို့ရှောင်းနေတဲ့သူကဒီနီနာမှာရှိနေရပေါ့။ဖြစ်နိုင်နေယာမလိုက်ရှာကြရအောင်။ကမက်ကမက်ခဏလေးရော။ယာမကအလန်တကြားနေကျုပ်ဆက်ကိုအောက်ကိုဆွဲချလိုက်တယ်ဗျာ။ဘာဖြစ်လို့လဲယာမ။မင်းဘာမေးလိုက်လို့လဲ။လူတယောက်ကိုမြင်လိုက်ရတာကမက်ဒီလူပုံကြည့်ရတာမတင်ကားလို့နောက်ရောက်ခံလိုက်ကြမယ်။ ငါတို့မြင်သွားသည်လားမမြင်သွားဘူးမြင်မဆိုးလို့ကမတ်ကိုဆွဲလိုက်ရတာပေါ့ဒါနဲ့အဲ့လိုရှိသေးလားကျုံမီးတော့ယာမကအပေါ်ကိုကောင်းထောင်ကြည့်လိုက်ပြီရှိတယ်ကမတ်သူအဲ့ဒီနေရာကနေတခြားကိုသွားနေတာအခုချိန်နောက်ကလာရင်ကောင်းမယ်ယာမကကျုပ်ကိုလက်ညှိုးထိုးပြတယ်အရင်ကကတော့အဝိခဆုဆုစပင်းရှိနေလဲရှိတယ်လက်ထဲမှာကတော့အများကြီးကိုကင်ထားကနောက်ကျောင်းမှာလည်းအများကြီးတောက်ကိုလှည့်ထားပါတယ် ကျောင်းရဲ့ယာမကအရိသူရဲ့မလန်မကန်းကလေးနောက်ရခံလိုက်နေပြီ။အရိသူကတော့တခုခုကိုရှာလေးပုံရပြီးအစိတ်ထုတ်ယာမပါဝင်တဲ့အပင်လေးရှိရောက်တော့ခါးကြကဓမြောင်ကိုထုတ်ကပင်းစီရချင်နေတယ်။ကိုမက်ဒီလိုစွာတည်ကြနေပြီ။ဒီလိုများမတော့ဖို့ဒီပင်ရအစီပြီလာရတာထင်တယ်။ယာမရဲ့လေတံလေးနဲ့သာပြောလာတာကိုကျောက်ကလည်းမနှင်းနှားထောင်လိုက်ရတယ်။အေးပါကွာဒီလိုစွာတည်ကြနေပြီ။တီးတက်တည်ကြအောင်စိတ်ရင်းရှင်းရအောင်ထပ်လိုက်ကြတာပေါ့။ ုံနဲ့ယာမကအရိသူရဲ့နောက်ကိုထက်ချက်မခွာလိုက်လာခဲ့ရာနိုင်ဝက်ကပဲရှိပြီဖြစ်တယ်။ယာမဟိုလိုရက်သွားပြီ။ဒါသူ့နေရာထင်တယ်။အရှင်ကထက်ပေါ်ပြီးတတိကတ်ထားတော့ဒက်လုံးရှိရောက်တော့အရိသူကရက်သွားယာမကျုပ်ကယာမကိုအထူးတတိပေးရတယ်။သူ့ရဲ့တဲတဲ့ဝင်သွားယာမတော့ကျုပ်တို့ကအချိန်လေးကိုကြည့်ပြီးလိုက်ခဲ့တယ်။တကယ်တော့အရိသူဝင်သွားတာတဲမို့ပဲလှိုင်းကိုတစ်ခုဖြစ်နေပါရဲ့။အပြင်ပိုင်းပုံတန်တန်ကတော့တဲပုံပေါ်ထားပေမဲ့အတွင်းပိုင်းမှာကတော့အောက်ကိုဆင်းသွားတဲ့ကြောင်းလိုင်းကိုဖြစ်နေပါရဲ့ တုံနဲ့ရာမကတနက်ကိုမြဲစွာကင်ပြီးကူအပိုင်းကိုဆင်းခဲ့ကူအပိုင်းမှာကတော့ဆောင်းနာကလူကမြားပိုင်းနဲ့မြားတွေကိုအဝေးကဆင်းတစ်ခုမှတင်ပြီးအိုးတလုံးကိုမှုရင်းရှိနေတယ်။ဟဲ့လူခမားမလုံနဲ့လှုပ်နေသေးမှမဲ့ကျုပ်ကတနက်ကိုရိတူတန်ထိုးချိန်ပြီးတော့ပြောလိုက်တယ်။ရာမကလည်းရိတူကိုထိုးချိန်ရင်ကျုံနဲ့တူရှိကိုတို့လာတယ်။မလှုပ်တယ်လို့မပြေးပါဘူး။မင်းတို့ကဘသူတွေလဲ။အပူစကားတွေကျုံမပြောချင်ဘူး။ခမားကမြားမှာအစိတ်တုပ်ပြီး ပကြီးအိမ်မှာဖမ်းထားတဲ့လူလေးယောက်ကိုတတ်ခဲ့တာမလားမြားမှာအစိမ့်တုတ်တာကတော့ဟုတ်ပါရဲ့ကွာငါတတ်တာတော့မဟုတ်ဘူးဘာမြားတွေမှာအစိမ့်တွေပါတယ်ခမ ्या ကိုယ်တိုင်စိတ်တွေလုံပြီးတတ်ခဲ့တာမလားခမ ्या တုတ်ကိုပါတတ်ဖို့လှုပ်ခဲ့တယ်လေအော်မင်းတော့မသိဘူးကိုငါတော့မင်းသိပြီးထင်နေတာပဲဘာခမ ्या ဟင်းကြားပါရဲ့ကိုမရဒီလူသေးကြနေပြီ ရှာမကပြောပြောဆိုဆိုနဲ့တနက်ခလုတ်ကိုဆွဲဖြိုလိုက်တယ်။ဟာကြီးကဘာလို့မထွက်တာလဲ။ရှာမတနက်ကကြီးကထွက်ရမလာတာကြောင့်ရှာမပြင်ကျုပ်ပအဟောသွားမိ။ဒီလိုင်းကူရဲမှာတနက်ပြစ်လို့မှမရတာကွာ။မင်းတို့တင်အောင်ပြစ်လဲကြီးကထွက်လာမှာမဟုတ်ဘူး။ကျုပ်ကရိသူပြောစကားကိုမယုံနာနဲ့ကျုပ်တနက်ကိုရိသူနဲ့ချင်းရင်ခလုတ်ကိုဆွဲချလိုက်ပါရဲ့။ရခင်ကအတန်ကျကျနဲ့ထွက်ပေါ်လာတဲ့တဲ့ကျုပ်တနက်တန်က အခုတော့တိတ်ဆိတ်နေလဲရှိတယ်။ကဲမင်းတို့ငါပြောရရုံပြီလား။ဒီတော့မင်းတို့ငါကိုနိုင်အောင်တိုက်ဖို့ပဲရှိတော့တယ်။ကျုပ်ကတနက်ပြင်းမရတဲ့လှန်ကူကိုကိုရင်ကြုံတွေ့ရပြီဖြစ်ပါရဲ့။ဒါဆိုလဲမင်းကိုအနိုင်တိုက်ပြီးတော့ဖမ်းရမှာပေါ့။လွယ်တဲ့ထင်လာခဲ့လေကွာ။ကျုပ်ကတနက်ကိုဘေးကိုပြေးချလိုက်ပါရဲ့။ဘယ်သူကလဲကိုပိုင်ဟန်ကိုပြင်းလိုက်တယ်။ရမယောက်ျားချင်းချင်းပဲကွာ။တယောက်ချင်းရှင်ကြတာပေါ့အမင်းအသာနေ။ကြိုက်ပြီကွာ။ ဘောလူပြိုင်ဘက်ကအဲ့လိုဖြစ်နေမှာကြိုက်တာကဲဟိုကောင်လေးမင်းရတော့မင်းစရာဒီမှာဒါပဲရှာမကလည်းဟန်ပြင်းနေရတုတ်ကတူးချင်းတိုက်ခိုက်ရင်ပြော်ပြီးတားလိုက်ပါရီမြန်ဆန်တဲ့ခြေကန်ချက်တစ်ခုဟာကျုပ်ရဲ့ဥကောင်းကိုဥတီလာရီကျုပ်ကဘောလူဆိုသူရဲ့ကန်ချက်ကိုလက်နဲ့ပုတ်ချလိုက်ပြီးရင်မကိုလည်းကန်ထင်းလိုက်ပါရီဘောလူဆိုသူကတော့ခေတူမဟုတ်ကျုပ်ရဲ့ခြေကိုလက်နဲ့ဖမ်းတစ်ဖက်ကိုဆွဲလှည့်ပြီးတထောင်လေးလေးရိုက်ချိုးရန်ဟန်ပြင်းလိုက်တယ်ကျုပ်ကလည်းခြေကိုဘယ်ခြေကိုမြောက်လိုက်ပြီးတော့ ဘောလူရဲ့မျက်နှာထံကိုကန်လိုက်တယ်။ဘောလူကတော့ကျုပ်ဘေကန်ချက်ကိုထိမ့်လိုက်ရခြင်းကြောင့်ကျုပ်ကလည်းအချုပ်ခံထားရမှလွတ်သွားတယ်။မင်းကဘယ်ဆိုလို့လဲ။ငါတိုက်ခိုက်ချက်တွေကိုကာကွယ်နိုင်သားပဲ။ဘူစကားတွေမပြောစမ်းနဲ့ကျုပ်ကိုနိုင်အောင်တိုက်။ကျုပ်ကလည်းပြောရင်းနဲ့ဖြောင်းလက်သေးတလုံးကိုလည်းပြစ်ကျွေးလိုက်ပါရဲ့။ဘောလူကတော့ကျုပ်လက်သေးကိုဖမ်းပြီးကျုပ်မျက်နှာကိုလည်းထိုးတက်လိုက်ခြင်း။ကျုပ်ကလည်းနောက်ကိုလဲကျမသွားအောင်မနဲ့ထိမ့်လိုက်ရပါရဲ့။ အကယ်၍လဲကြခဲ့ရင်လည်းကြောက်ဆောင်နေကြောင်းခေါင်းခွဲမှာကတော့အသေးကြပင်ဖြစ်သည်ကျုပ်အငိုက်မိသွားချိန်မှာတော့ပေါ်လူကကျုပ်ကိုပေးခံလိုက်တယ်ကျုပ်ကလည်းခါကိုအကန်ခံလိုက်ရပြီးခြေောက်ကိုဆွဲကောင်းနောက်ကိုလည်းလွှင့်ပြလိုက်ပါတယ်ဟောကုမနောက်ကိုဆုံးတော့အမစိုက်တယ်ကျုပ်လွှင့်ပြလိုက်တဲ့ပေါ်လူကသူဖော်နေတဲ့အစိတ်အိုးနဲ့တမ်းပြီးပြီးအစိတ်တွေကလည်းကိုဘကိုကြောက်ရောက်လာတယ်ကျုပ်ကလည်းစိတ်တွေမထီစင်ရင်နောက်ကိုတော်တော်ဝေးဆုပ်လိုက်တယ်။မင်းတို့ ငါမကျေနပ်ဘူးဘောလူကလည်းအော်ရရင်အသားရီကမီးလောင်တယ်လို့စုပ်ပြက်ကုန်ကတကူလုံးကလည်းအစိတ်ဒီပြန်ကတေးသွားခဲ့ပြီဖြစ်ပါတယ်ကိုမဒီလူကိုဖော်ရဲဆေးကိုစားရပြီတေးသွားတာပဲဒီလူကိုဘာဆက်လုပ်ကြမလဲကိုမတည်နေပြီဘာလုပ်လို့ရမှာလဲဒီတိုင်းထားခဲ့ကြတာပေါ့ကျိုးတို့ကလိုင်ကူရင်းကထွက်လာရလမ်းတိုင်းပြန်လာခဲ့ပါတယ် မပြန်ခင်မှာတော့လိုင်ကူကမှခရီးရေးချစ်ထားတဲ့သင်္ကေတတစ်ခုကိုမြင်မိတာကြောင့်နောက်ဆက်တွဲကိစ္စတစ်ခုကိုသတိထားလိုက်မိတယ်။တို့တို့ရောင်ပြန်ရောက်တော့တကြီးနဲ့ဦးလေးစောင်းလောင်တို့ကိုဖြည့်ချောင်းကိုရှင်ပြောပြလိုက်ပါရယ်။ဦးလေးတို့တို့နောက်ထပ်ရင်ဆိုင်ရမယ့်ကိစ္စတစ်ခုရှိတယ်။နောက်ွယ်ရသူကိုတက်ပြီးပြီမလားဘာလို့လို့ရှိသေးရလဲ။တို့တို့ဒီညဓမြအဖွဲတစ်ခုနဲ့ရင်ဆိုင်ရမယ်။အဲဒါကြောင့်ရွာရေရောက်ကြသားတွေကိုတနက်ပြီးပြီးရွာဝင်လန်းတစ်ခုမှာစောင့်နေခိုင်းပါ။ ျုပ်ကတပွဲရှာမကတပွဲခွဲပြီးစောင်းပါမယ်။ဖေဟာဖေဟာဓမြတွေကဘာလို့လာတိုင်းအောင်မလဲ။ကျုပ်တို့တက်လိုက်တဲ့ဘောလူဆိုတဲ့သူကဓမြဖွဲ့ရဲ့ခေါင်းဆောင်ပဲ။သူတည်တော်သိရင်ဂျန်တဲ့သူတွေကဒီရောက်ချင်းဒီပေါ်လာမဲမှာပဲ။အရှင်တခါလင်းရောက်ဖမ်းပြီးတာကိုလည်းသိကြတာမလို့ဒီရောက်ဟာသူတို့ရဲ့ချင်းဒီပေါ်မဲချင်းကိုခံရမှာ။ဂျာဇူးလေးရွာသားတွေကိုခေါ်ပြီးတော့အကြောင်းစုံပြောထားပါမယ်။ကောင်းပါပြီဦးလေး။ တို့တို့လည်းပြင်ဆင်ရရှိတာပြင်ဆင်ထားပါအောင်မယ်။ဘာလူလူနဲ့ညကိုရောက်ခဲ့ပြီဖြစ်တဲ့ကျူးဆောင်နေဖွဲကတော့ရွာရဲ့အရှိဝင်လန်းကိုတာဝန်ယူထားကြပါရဲ့။ရှာမကတော့ရွာရဲ့အနောက်ချမ်းမှာရှိတဲ့ကျုံးနေသူစိနေသားရွာသားတွေကတော့တနက်ကိုကရင်ငိမ့်သက်စွာရှိနေပါရဲ့။ရုတ်တရက်ထွက်ပေါ်လာတဲ့တနက်တန်တွေကရွာရဲ့အနောက်မှာဖြစ်တဲ့ဒီလန်းကလာတာမဟုတ်ဘူး။ရွာနောက်ဘက်ဝင်လန်းကိုသွားကြတာ။ကျိုးတို့ကရွာနောက်ကိုပြေးလိုက်ကြတယ် ျုပ်တို့ရွာနောက်ကိုလည်းရောက်တော့တနတ်တန်တွေတိတ်ဆိတ်နေပါရဲ့အကုမတ်ကျုပ်တို့အရှင်တယောက်ဖမ်းမိထားတယ်ခရမကကျုပ်ကိုအော်ပြောတော့ကျုပ်ကအပြေးလေးသွားကြည့်မိတယ်ကုမတ်ဒီကောင်လေးစွစွပေါင်း14ရောက်ရှိတယ်ဗျကျုပ်တို့ဝိုင်းပြစ်လိုက်တာငင်းသုံးကောင်တည်းပြီးလူအရှင်တယောက်မိတယ်ဒါဆိုလဲတင်နေတဲ့ကောင်တွေမြုပ်ပြီးတော့အရှင်မီးရဲ့ကောင်တကြီးအိမ်ခေါ်သွားကွာငါတို့ဖွဲ့ရာတင်နေတဲ့ကောင်တွေကိုမြုပ်ဖို့ကြံခဲ့မယ်ရှာမမင်းတို့ဖွဲ့သွားလိုက်မင်းစရာရှိရတွေတေးချမင်းတော်ရမှာ တေချာမေးလိုက်ပါမယ်ကွမတ်။ကျုံးတဲ့ဖွဲကလည်းပြေးချင်းနေတူပြီးတင်းရဲကောင်တွေကိုမြုံလိုက်တယ်။ကျုပ်ကကိစ္စရီပြီးလို့ပြန်လာတော့ရမားကပြန်လာရောက်နေပြီဖြစ်ပါရဲ့။ရမားတယောတန်ကြားကလည်းရွာသူတွေနေမကောင်းဖြစ်ရတဲ့ကြောင်းအဲ့ဒီအောင်မေးခဲ့သည်လား။မေးခဲ့တယ်ကွမတ်။ဒါကတော့အောင်လင်းပညာရဲ့တစ်ခုပဲ။ကွမတ်ကိုယ်ထဲမှာတက်ခဲ့တဲ့သူဟာအောင်လင်းပညာသေးပဲ။တယောထိုးတဲ့တန်ကရွာလေးကိုဝိညာဉ်နေသွင်းလိုက်တာပဲ။ န်နေတဲ့သူစီမှာပူးကက်ပြီးနေတော့အဲ့တော့မှယော်ရဲကသူတရားကိုအိမ်မက်ဖြစ်ပေးပြီးဇလန်းကိုဆောက်လိုက်တော့တာပဲသူပြောနေတဲ့အချိန်မှာအဖွဲသားတယောက်ထွက်ပြေးလာတာတော့ပညာနဲ့တက်ဖူးရဲ့လို့ပြောတယ်။အော်လက်ဆက်သက်တော့ဒီလိုကိုအေးလေးရောင်းကြောင်းတော့မရှိတဲ့ဒီတော်ပြင်မဲ့ထားတာမဆမ်းပါဘူး။ကိုလေတို့တို့လည်းလှုပ်ရှားရှိရော်ရီကုညီပြီးပြီဆိုတော့မနဲ့ပြန်ကိုပြန်မာတော့မယ်။ပြန်တော့မလို့လားငါတို့ရဲ့ တပတ်လောက်ဖြစ်ဖြစ်နေသွားပါအောင်မနေတော့ပါဘူးလေယာကျုပ်နောက်အချိန်ရမှလာလေပါမယ်ဟေးကွယ်ငါတို့တို့အတွက်ဦးလေးရဲ့စေနာလေးကိုတော့လက်ခံပေးပါဦးလေးစောမိန်ကကျုပ်နဲ့ယာမကိုခီးစိတ်အတွက်ပေးသည်သာမကအပေါငွေကြီးတွေပါထပ်မံပေးလိုက်တယ်ကျုပ်နဲ့ယာမကလည်းမနဲ့မုံလေးနာနဲ့စိန်နေသားရွာကနေထွက်ခဲ့ပါတယ်လေစိတ်မှလင်းကားစီးကြရင်စွန့်ခွာလာပြီးဖြစ်တဲ့စိန်နေသားရွာလေးကိုငြင်းငြင်းနဲ့ရှိနေပါတော့တယ် ခက်ခဲစွန့်စားမှုတွေရင်ဆိုင်ခဲ့ရတဲ့စိတ်နှသာရှာဖို့တော့ကြုံမိတ်လို့ရမှာမဟုတ်တော့ပါဘူးပြိတ္တများခမညာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူရဲမင်းချွန်ရေးသားထားတဲ့စာနီရောမောင်မတ်နှင့်နောက်ဆုံးပြဿနာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်ဆက်ပေးခဲ့ကြတဲ့ပြိတ္တတဦးတယောက်ချင်းစီကိုလည်းအထူးမင်ကျေးဇူးတင်ရှိပါရယ်ဗျဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါရယ်ခမညာ